မခိုင်နှွင်းကိုဝေဖန်တာဥစဉ်ဘာပြောခြင်းလဲဗျာတဲ့ဒါကဝေဖန်တာမဟုတ်ပါဘူးဥက္ခတာဖြစ်တယ်သောကတာဖြစ်တယ်မနာလိုတာဖြစ်တယ်ဘုရားကျောင်းမှာဘုရားကျောင်းမှာဘုံတော့ဟာဘုရားကြီးကို နာရှိတဲ့ဖြစ်လို့အားမကြပြီဒါပေမဲ့အတွေ့အကြုံဖြစ်လို့အားကြပြီပါအစ်မကိုတရားပဲမှန်နေဦးတင်ရန်ကုန်သွားတဲ့အခါမှာအဲဘဲထက်ရွှေတန်ရဲ့ဟိုပရိုမိုးရှင်းတွေအများကြီးတွေ့ရတယ်အဲ့တုန်းကတိတ်ကိုအချင်းမကြီးမှုမရေသမှုဘူးအခုလိုမသိရင်ကျောင်းတဲ့ကျောင်းတကဖြစ်တော့မှပဲဦးတင်ကတိတ်ထဲမှာကျဉ်းညွသွားတယ်လေးစားသွားတယ်နော်အဲ့ဒီမသိရင်ကျောင်းကိုထောက်ခဲ့တဲ့တကာက တဦးတည်းရှိတယ်အဲ့ကျောင်းကျောင်းလုံးကို तू อ่ะยังฉันน่ะไม่รู้ तू อ่ะตู่จินใต้เนี่ยหลู่อ่ะตะคาได้ไอ้จ้างโหตะคาได้อภิไม่ท่องနိုင်มึงเนเนจินเนเนจินท่องท่องเนี่ยอะคือโหไม่ซื้อยังจ้องดีဖြစ်သွားတာဖြစ်ပါတယ်ကျွန်တော်ကหลู่လေးရှိလေးหลู่လေးရှိလေးပဲအခုဒီဒွဲ့သက်လေဒီတက်မကရှိအောင်มาပါဒီတက်မကချမ်းသာအောင်มาပါဒီတက်မကကြွယ်ဝအောင်มาပါ သူကမြတ်စွာဘုရားဟောကြားတဲ့ဒါနာနိဒန္တတုတ်လေပင်စကားနိဘတ်မှာရှိတယ်ပေးလူချင်းရဲ့အကျိုး၅မျိုးနံပါတ်၁လူများရဲ့ချစ်ခင်ခြင်းကိုခံရမယ်နံပါတ်၂သူတကောင်းနေသိကပ်မယ်နံပါတ်၃ကောင်းမွန်တဲ့ကြော်တော်တန်ရှိမယ်နံပါတ်၄ဟိုလူအချင်းမှလူတိလာမှမဆွရဘူးနံပါတ်၅ကောင်းရင်နတ်ဘုံရောက်မယ်အဲ့ဒီအကျိုး၅မျိုးကိုဦးဇင်းဟို အသွေးနဲ့ခေါ်ကြည့်လို့ရှိရင်တွေးခေါ်ကြည့်လို့ရှိရင်ရှေ့လေးမျိုးကပိသုပံကောင်းကျိုးနောက်တစ်မျိုးကတမလွန်ကောင်းကျိုးဦးဇင်းတို့အဲ့ဒီပိသုပံကောင်းကျိုးလေးမျိုးကိုကြည့်မယ်ဆိုလို့ရှိရင်စီပွားရေးလုပ်လို့ကောင်းပါလေသူကစီပွားရေးလုပ်တယ်ဆိုတာကကျတော့ယုံကြည်မှုရှိဖို့လိုတယ်ကိုယ့်ရဲ့ကောင်းတဲ့ရင်ကျေပြတ်မှုလိုတယ်ဒါမှကိုယ့်ရဲ့ထုတ်တဲ့ရွှေတွေငွေတွေဘရန်ဒတွေကိုလူများကယုံကြည်မှဖြစ်တယ်အဲလူများရဲ့ချစ်ခင်နော်ကောင်းမွန်တဲ့ကြော်တော်တဲ့ ူတော်ကောင်းနေသီးကမဲ့ပြီးရင်လူတီလာရှိတဲ့ခါကျတော့ဒါစီးပွားရေးအတွက်အခြေခံအချက်တွေနော်စဉ်းစားကြည့်နော်ဒီအချက်လေးချက်ကစီးပွားရေးလုပ်ဖို့အတွက်အခြေခံအချက်တွေဒါကြောင့်သူတို့ကိုလူများကယုံမင်းအပိမင်းဒါကြောင့်ပို့ပြီးတော့ချမ်းသာမှာဖြစ်ပါတယ်မစီးပွားရေးအကြောင်းဦးသိန်းနည်းနည်းပြောမယ်နော်စီးပွားရေးမှာငွေကြေးထက် ယုံကြည်မှုကအရေးတုံးအရေးကြီးတုံးပဲဒါကြောင့်ငွေကြေးနဲ့ပတ်သက်လို့ရှိရင်ယုံကြည်မှုကိုဘယ်တော့မှအပြတ်မခံပါနဲ့အဲ့ဒီယုံကြည်မှုရှိမယ်ဆိုလို့ရှိရင်ပတ်စံတပြားမှမရှိတော့မှစီပွားရေးတစ်ခုကိုလုပ်လို့ရပါတယ်နော်စီပွားရေးမှာယုံကြည်မှုဒီအရေးကြီးတုံးပဲယုံကြည်မှုဒီပတ်စံငွေကြေးထက်အများကြီးတန်ဖိုးရှိပါတယ်စီပွားရေးမှာနော်အလုံးကိုကျေးဇူးများကြီးတင်ပါတယ် မခိုင်နှင်းကိုဝေဖန်တာဥစဉ်ဘာပြောခြင်းလဲဗျာတဲ့ဒါကဝေဖန်တာမဟုတ်ပါဘူးဥက္ခတာဖြစ်တယ်သောကားတာဖြစ်တယ်မနာလိုတာဖြစ်တယ်ဥဒင်းကဝေဖန်တာနဲ့ပုက္ခတာနဲ့ကွဲပါတယ်တော့ဝေဖန်တာကကျတော့ငိုရင်ပလဲရေရင်ရွဲအကောင်းဘက်ကပဲဝေဖန်ဝေဖန်အဆိုးဘက်ကပဲဝေဖန်ဝေဖန်အဲ့ဒီဝေဖန်ခံတဲ့ပုဂ္ဂိုလ်ကတိုးတက်မှုတန်းရှိပါတယ်ပုက္ခတာကြတော့သူ့ရဲ့တလန်းကို ိုမလုံနိုင်လို့လိုက်ပြီးတော့ပြောတာဖြစ်ပါတယ်။ပြီးပါတယ်အဲ့ဒီကမှတိပါတယ်။သူပြောတာဥစဉ်တွေ့တယ်သူရဲ့လောရဲ့သူရဲ့လောရဲ့ကဘာလဲဆိုလို့ရှိရင်ကိုယ်တိုင်မလုပ်နိုင်တဲ့ဟာကိုဒီမှာလုပ်တာကိုမနာလုပ်တာဖြစ်ပါတယ်။နော်။ပြီးတော့မသင်ကိုယ်ကံပြီးတော့ဂဲနေပြစ်တာဖြစ်ပါတယ်။ ဒီမင်းသမီးခိုင်းနှုံးရေလိုတဲ့လူရကဥသေးလေးသားတယ်။ဘာကြောင့်လဲဆိုတော့ကလေးတွေပေါ့။မိဘမဲ့ကလေးတွေကိုသူကလှုပ်ပြတာဖြစ်တဲ့အတွက်ကြောင့်လေးသားတယ်။ဘာကြောင့်လဲဆိုရင်အဲ့ဒီကလေးတွေမှာကလေးတယောက်မှာမိဘမိဘရဲ့ချစ်ခြင်းမေတ္တာကတကယ်လိုအပ်ပါတယ်။မိဘရဲ့ချစ်ခြင်းမေတ္တာကိုမရတဲ့ကလေးကဘဝမှာတွေ့တက်ဖို့မလွယ်ပါဘူး။သူကတိမ်ငယ်သိဝင်မဲ့အဲ့ဒီတိမ်ငယ်တိတ်ကြောင့်သူကရရာကိုအောက်ကြ နောက်ကျဖြစ်မှာပါဒါကိုသိပညာကျွတ်တဲ့ဒီကတန်းတက်တဲ့အခါမှာအဲ့ဒီမိဘမဲ့ကလေးတွေကိုခေါ်ပြီးနှောက်စုခွဲလိုက်တယ်ခွဲပြီးတော့ဟိုအမျိုးသမီးတယောက်ကိုတအုပ်စုမှာမိဘရဲ့မေတ္တာပေးခိုင်းတယ်တအုပ်စုကိုကျတော့ဘာမှမပေးဘူးပြစ်ထားပါရဲ့အဲ့ဒီနှောက်စုရှင်တဲ့အခါမှာမိဘမေတ္တာပေးတဲ့အုပ်စုကဘဝမှာတာမန်လူလိုပဲအောင်မြင်နိုင်တယ်တိုးတက်နိုင်တယ်ဘဝကမိဘမေတ္တာများတဲ့ကလေးက ိုးအောက်ထဲမှာညွန်နစ်နေပါတယ်အဲ့ဒီလိုကွာပါတယ်ဒါကြောင့်ဦးဇင်းကမင်းသမီးခိုင်မင်းကို လေးစားတာဖြစ်တယ်အားကြတာဖြစ်ပါဦးဇင်းကိုယ်တိုင်ကသိပညာကိုလေးလထားသည့်အတွက်ကြောင့်ဒီလိုမိဘမက်ကလေးတွေအတွက်မိဘမေတ္တာဟာဘလောက်ဒီတို့အပ်တယ်လဲဆိုတာပေါ်လွင်သိရပါတယ်အခုလိုငလျင်မေးမှလဲလို့တော့ကတကယ်လို့အဲ့ဒီနေရာကိုထူတာဖြစ်တယ်နာမည်ကြည့်ဖို့ဆိုတော့သူတက်မလို့တော့ပါဘူးသူကမင်းသမီးလေနာမည်ကြည့်တယ်မလို့တော့နာမည်ကြည့်ပြီးသား ဥဒင်္ဂသူတူလရောက်ကိုဓာတုခေါ်ပါတယ်ပုရကမကတော့တက်တက်မနာလို့တာဖြစ်ပါတယ်ဒါကိုဝေဖန်တယ်ပြောလို့မရပါဘူးဒါကိုပုတ်ခတ်တယ်လို့ပြောမှဖြစ်ပါတယ်တော်ကားတယ်လို့ပြောရမှဖြစ်ပါတယ်အပုံနဲ့နေထွက်ရင်ဘာဖြစ်တတ်တယ်လဲအပုံနဲ့နေထွက်လို့ကျချင်းရင်ဥဒင်းတို့ဝေတာလီပြီးမှလူတွေတည်ပြီးတော့လူတွေမမြောက်နိုင်ဘူးအပုံနဲ့ဟုတ်တယ်အဲ့ဒါကိုတာရဲ့ဘလူးတွေကလာစားပါတယ် ဘလူးတွေလာစားတယ်ဘလူးတွေစားလို့လူတွေကလည်းထပ်ပြီးတော့ထပ်တည်ရပါတယ်အဲ့ဒီလိုဘလူးတွေလာရပါရဲ့အဲ့ဒီဘလူးတွေမလာဖို့ကိုဘာလုပ်ရမလဲဆိုလို့ရှိရင်အာတာနာတိယတုတ်ကိုရွတ်ပါအခုချိန်မှာအာတာနာတိယတုတ်ကိုရွတ်ဖတ်တယ်တဲ့ပါအဲ့ဒီအာတာနာတိယတုတ်ဆိုတာကမြတ်တပြားကိုနမညီလေးဘက်ကလာလျှောက်တာမြတ်တပြားလောကမှာမြတ်တပြားကိုကြီးညိုတဲ့ နဘလူတွေရှိတယ်လို့မကြည်ညိုတဲ့နဘလူတွေရှိပါတယ်။အဲ့ဒီမကြည်ညိုတဲ့နဘလူတွေကမြတ်သက်ပြရဲ့တပည့်တာယဟန်တွေကိုမြတ်သက်ပြရဲ့တပည့်တာဝကတွေကိုအနှောက်ယှက်ပေးလေးရှိပါတယ်။သူတို့တွေအနှောက်ယှက်မပေးအောင်နဲ့တပည့်တော်အာသာနာတရတုပရိအယံသားကိုရွတ်ဖက်ခိုင်းပါသူပြီးတော့ရှောက်တယ်။အဲ့ဒီအာသာနာတရတုဆိုတော့ကကြတော့ကိုကိုလာပြသားမယ်ဆိုလို့ရှိရင် အဲ့ဒါလိုရွတ်ဖတ်ပါနော်အဲ့ဒီအာဒနာတရားတုတ်တူတာကကျတော့တကြဝလာခရစ်တိုင်းကိုပြန့်နှံ့နေလို့ဥဒ္ဓနဗုဒ္ဓသဗ္ဗေမှာမှတ်တမ်းတင်ထားပါတယ်